EA Sport Game မှာပါဝင်လာမယ်ချင်းလေးဖန်ချန်ပီယံခပတ်ရအောင်တေချာပေါက်ကြိုးစားသွားမိပရိသတ်များလောက်ဝဲမိလားဗျာခန်းဖိုင်နယူးချန်နယ်ကနေပြန်လည်ကြိုးလိုက်ပါရင်ချင်းလေးဖန်ကတော့မြန်မာနိုင်ငံအတွက်နောက်ထပ်ဂုဏ်စရာတစ်ခုကိုထပ်မံဆောင်ကျင်းလာခဲ့ပြီဖြစ်ပါရင်လူငယ်တွေနဲ့မဆိုင်တဲ့ EA Sport Game တွေမှာမြန်မာလူမျိုးအားကစားသမားတွေကိုမြင်တွေ့ခွင့်ရဖို့ဆိုတာကအင်မတန်ခွင့်နေပါပါရင် EA Football မှာတော့တခါတည်းရမြင်တွေ့ရမယ်မယ်သူတို့ကိုယ်တိုင်တခုတခါလာရောက်ရိုက်ကူပြီးတော့ထည့်သွင်းထားတော့မဟုတ်ပါဘူးဒါပေမဲ့အခုက EA Sport ကလာမယ့်အောက်တိုဘာမှာထွက်ရှိမယ့် UFC စစ်မှာဘန်ကိုထည့်သွင်းဖို့အတွက်ကိုယ်တိုင်လာရောက်ပြီးကာရီတာမူးမန့်တွေယူသွားခဲ့ပြီဖြစ်ပါရင် eSport ကနေပြီးတော့ UFC game ကို2014ဇွန်လ18ရက်နေ့မှာ PlayStation 4နဲ့ Xbox အတွက်စတင်ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။အဲဒီတော့2025 April 17ရက်နေ့မှာ iOS နဲ့ Android ပေါ်မှာကစားလို့ရအောင်ထုတ်ပေးခဲ့ပါတယ်။အခုဆိုရင် EA Sports ကနေထုတ်လုပ်ထားတဲ့ UFC game က UFC Fighter ရှိလာခဲ့ပြီဖြစ်ပါတယ်။နာမည်ကြီး Fighter တွေတော့မှာ DEA Sports UFC game မှာပါဝင်ခွင့်ရခြင်းလို့လို့ထည့်သွင်းပေးပါဆိုတဲ့ပုံစံမျိုးတွေနဲ့မကြာခဏတောင်းဆိုလေးရှိပါတယ်။ဒါပေမဲ့ ban ကတော့မတောင်းဆိုဘဲနဲ့သူ့ရဲ့မစုံမနစ်စ조사မှုတွေကြောင့် UFC game မှာပါဝင်ခွင့်ရတော့မှာလည်းဖြစ်ပါတယ်။ ဗန်လာမဲဂျွန်လ20ခွဲနေမှာကျင်းပါမယ် USA 317မှာလက်ရှိ flyway အဆင့်တက်မှာရပ်တည်နေတဲ့ Brandon Rivera နဲ့ထိုးသက်သွားရမှာဖြစ်ပါရင်ဗန်လီနဲ့ Rivera ကိုနိုင်ယူပြီးဒုကောင် တွဲဆိုင်ဖြစ်တဲ့ Bandung Jar နဲ့ပွဲကိုတန်စကာဘေးကနေထိုင်ချီသွားမယ်လို့ပါကြုံဝါထားခဲ့ပါသေးတယ်။ဒါကိုကြည်ချင်းအပြင်ဗန်ရဲ့ Champion စိတ်တက်ကိုမြင်တွေ့ရမှာဖြစ်ပါရင်ဗန်ကလာမဲပွဲမှာ Rivera ကိုနိုင်ထိုးမှာပါပြီးရင် Bandung Jar နဲ့ပွဲကိုတန်စကာဘေးမှာထိုင်ချီမယ်။ကျွန်တော်လည်းအတန်းငယ်ဆုံးကမ္ဘာ Champion ဖြစ်ဖို့မျှော်လင့်တာပေါ့။ အထက်ငယ်ဆုံးကမ္ဘာချန်ပီယံဖြစ်ဖို့စေကူးထားပါရင်ဘယ်သူကကစားရမလဲဆိုတာကမူတည်ပါသေးတယ်ကျွန်တော်ခပတ်ရဖို့တေချာပေါက်ကြိုးစားသွားမယ် USC ဘွဲကြီးမှာကျွန်တော်ကပထမဆုံးမြန်မာဖိုင်တာလေးခေါ်ဦးတာပေါ့ဗျာပထမဆုံးမြန်မာဖိုင်တာဆိုပေမဲ့နောက်ဆုံးဖိုင်တာမဟုတ်ဘူးနောက်မျိုးဆက်တဲ့တွေလည်းလာအောင်မယ်သူတို့ကလည်းစိတ်အားတက်ကြွစေချင်တယ်နောက်လူငယ်တွေကလည်းအနာဂတ်မှာကြိုးစားပြီးလုပ်ပြစေချင်တယ်ဆိုပြီးတော့ပြောဆိုသွားခဲ့တာဖြစ်ပါရင်ဗန်နေနဲ့လာမယ့်ပွဲမှာ Brandon Rival ကိုနိုင်ယူပြီး Champion ခပတ်စင်ကောက်ခွင့်ရရှိသွားမလားဆိုတာကတော့စောင့်ကြည့်သွားရမှာဖြစ်ပါရင်